မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့မတန်ဆွမ်းသူများအကျောစင်နဲ့အယိုးကူထုံးများကုသပေးဖို့ရည်ရပြီးပထမဆုံးကိုကာရပြန်လဲတန်ဆွမ်းရေးဌာနကိုနိုဝင်ဘာလ30ရက်နေ့ကမြကြီးနားမြို့မှာဖွင့်လှစ်လိုက်ပါပြီဒီသတင်းကိုတော့ဒေါ်တင်းတင်းတွေကပေးပို့ထားပါရရှင်ဒီပုံစံဖက်ထွက်လာအောင်ပုံစံဖက်မှာမှန်တဲ့ပုံစံထွက်လာအောင်ကင်ထားတာဖြစ်တယ်မြကြီးနာကိုကာယပြန်လဲတန်ဆွမ်းရေးဌာနဟာမြကြီးနာအထွေထွေဆေးရုံကြီးမှာဖွင့်လှစ်ထားပါတယ် နိုဝင်ဘာလ30ရက်နေ့ကနေနောက်ထပ်9လအတွင်းကိုတော့ဒူးအောက်ပိုင်းခြေတုတွေကိုတော့ပြုတ်လုပေးအောင်မှာဖြစ်ပါတယ်ခြေတုလက်တုတက်စင်လို့လောအပ်သူခြေတုလက်တုပြုတ်ပြန်ပြန်လောအပ်သူအရမေရာကအချင်းချင်းပြီးမှရှိနေကြောင်းသိရှိရပါတယ်ထို့ပုဂ္ဂိုလ်များကအခြားပြည်နယ်တိုင်းပြည်သားသူတို့တော်လာတက်စင်ပြုတ်ပြန်တက်စင်တဲ့အခါမှာအချင်းချင်းတက်ချင်းနဲ့တက်မှချစ်ဆက်ဆောင်ရွက်ပေးနေတဲ့ကြောင်း ပြည့်ရပြည့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောကြလိုပါတယ်။ဒါကြောင့်ခြေတုလက်တုနေရာမှာအစာထိုးအုံပြုတဲ့ပလတ်စတိတ်ဟာဇိုးဝါးတဲ့ယာရီဥရုဒဏ်ကိုလည်းခံနိုင်ရည်ရှိတယ်လို့လည်းပြောပါတယ်။ ပဝုတ်ချင်မှာမြင်ရတဲ့ဒီ plastic တွေလာသူ့မျိုးစားနဲ့သူရှိတယ်ဒါဟာဆိုရင်ခြေပုတ်တဲ့သူ့ပုတ်တဲ့နေရာမှာ IC RC နေမှာတုံးလာတာနှစ်ပေါင်း20တော့ရှိပြီတချို့နေရာမှာအယောင်ပဲမကြည့်တာဖြစ်တယ်ဒီလိုအရေးသေးပဲဖြစ်တယ်ဒီဟာနဲ့ဒါဒါသူတို့ကတော့ polypropylene လို့ခေါ်တယ်ဒါနဲ့သူတို့ကခြေခြေပုတ်တဲ့သူ့နေရာလောက်တဲ့နေရာမှာတုံးကြည့်တာဖြစ်တယ်ဒါအပြင် ခြေထုတက်စင်သူကတော့ခြေထုတက်ပြီးအရင်လိုလမ်းလျှောက်နိုင်တဲ့အပြင်ဂျိုင်းတောက်မလို့တော့တဲ့အတွက်ဝမ်းတာတယ်လို့ပြောပါတယ်။တော်တော့အရင်တော့ဂျိုင်းတောက်နဲ့သွားတော့သူများလူမသွားနိုင်မလားလဲတော့စိတ်မကောင်းလေအခုလူမျိုးတော့ဒါပုံမှန်ပြန်သွားတယ်အကောင်လူကောင်းပြန်မဖြစ်ဘူးဆိုပေမဲ့အခုကလူကောင်းလုံးသွားနိုင်တယ်။တွင်ပါလ30ရည်နှစ်မှာဖွင့်လှစ်ခဲ့တဲ့မြစ်ကြီးနားကိုကာယပြန်လဲတန်ဆွမ်းရေးဌာနတည်ဖွင့်ပွဲနေ့မှာတော့ခြေထုတက်ရမှာလူနာတွေကိုစမ်းတက်ပုံခြေထုပြုလုပ်နီးစားတဲ့အချက်အလက်တွေကိုလည်း ICRC ကမီဒီယာတွေကိုရှင်းလင်းခဲ့ပါတယ်။ကျမတင်းတင်းွယ်ပါရှင်။